ငန်းကျင်တယ်ဆိုရင်တော့ထင်းကောက်ထုတ်ထည့်လိုက်ပါနော်။ပြင်ပြန်ဒီဝက်နဲ့ရိုးလေးကိုပြုတ်ထားတဲ့အချိန်မှာမြိုင်ကဟိုမှာဟိုပယ်ချောင်းကားသေးပြင်စိုက်ဖို့ရှိရပါနော်။အားရစိုက်လိုက်အောင်။ပယ်ချောင်းကားသေးရကျတော့ဒီအပင်ပေါက်လေးတွေကဦးလေးရဲ့အိမ်ကတောင်းလာပါနော်။ဒီစိမ်းလက်လွတ်နေတဲ့ခင်းချက်ရှာတော့ဟင်းတစ်ခါတူလို့မဆိုးဘူးဆိုရင်စိုက်တာ။ဒါဒီလိုလေးတွေအဲ့ထဲအောင်မြည်ကြီးထည့်ပြီးလိုလိုပြိုးပေးရတာပါနော်။အဲ့ဒါကိုဒီလိုအပင်လေးတွေပောက်ပြီးဆိုလို့ရှင်နေတာချစိုက်ပေးရတာ။ ဝနိုင်ယူမီတော့ဆိုတဲ့အတိုင်းပေါ့နော် sauce ကတော့စက်ပြဲလန်နေမှာအဆင်ပြေမှာပေါ့အဲ့ဒီတော့မင်းကဒီဟာပီနန်သီးမြေသီးကိုပီနန်သီးလေးတုံထားတယ်ရှမ်းနဲ့နဲ့ရဒါကတော့နည်းနည်းပင်လေးနေပေါ့နော်တို့ထောင်းမယ်ပြလို့ရှိရင်ဝနိုင်ယူပြုတ်ပြီးရရဲ့အရင်နဲ့ပြန်ဖြုံမှာပေါ့နော်ဒီတော့ထောင်းချက်ชาแนนแนရဲ့နန်းနံပင်အရွယ်လေးရဲ့ထည့်ပြီးထောင်းပြီးမယ်ပေါ့နော်ကျင်းနေတဲ့ထီကိုတကယ်တော့ပုံမွေးခြင်းနဲ့ဆိုလို့ရှိရင်နန်းနံပင်အမြက်ကလေးလည်းထည့်လို့ရှိရင်ပုံမွေးရပေါ့နော် စားချက်ဖို့တော့ကိုမြန်တယ်တမန်သေးဝယ်ဖို့မေ့လာသေးတာအဲ့ဒါလေးအိမ်သားကနေပြီးတော့တောင်းထားရတယ်အိမ်တော့အချင်းချိုက်တော့ကျတော့တမန်သေးကိုလေအများကြီးထည့်ရတယ်အချင်းစားပြီဆိုလို့ချင်းနေမှာအဆက်ဆိုလို့ဆက်နေမှာပေါ့နော်မြန်လူတွေကအဆက်ရင်းစားကြတယ်ပြီးရင်တော့တကြားထည့်မယ်တကောင်စားပြီးရင်တော့အနေနဲ့လဲမွေးအောင်အငံတလဲရနေအောင်လို့မြန်တော့ဒီပစုံငံကြလေးသုံးပြရပါနော်အမွေပြီးသွားတဲ့အခါမှာပြန်ကဝယ်ရိုးတုတ်ထားတဲ့အရှိလေးကိုနောက်ထပ်ပြီးတော့ထပ်မွေပေးမယ်ပေါ့နော် ကဲနာမည်အားကျတော့နှောက်လို့ပေါ့နော်အရွယ်လေးတိုင်းအောင်နှက်ထက်ရကြည့်ကနေပေါ့မပေါ့ငမငမ်းနည်းနည်းပေါ့ရပေါ့နော်အများကြီးနည်းနည်းထက်မယ်အများကြီးထက်ပြီးရင်ကြာထက်ထက် ဘလောက်ပဲချင်ဆက်ပဲပဲပြောပါတော့ဒီဝက်နဲ့ရိုးကြီးပဲစားမယ်ဆိုလို့ရှိရင်နည်းနည်းအီးရဲအဲ့ဒါကြောင့်မလို့မြိုင်ကဒီမုံဘတ်တပိတ်တာရောမုံလာဦးဒီလေးတွေရဲ့သဖွားဒီလေးတွေရောတုံပါပါတော့ကဲရေရလက်တော်တော်ခန်းနေပြီပေါ့နော်တော့ဆိုရင်ရပြီအသားလေးဆိုလဲဒါအရန်နူးနေပြီပေါ့နော်ဒါတော့ချလိုက်တော့